ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကမဟုတ်ဘူးအဲ့ဒါဆရာတို့အနေနဲ့အာဒီနံပါတ် A ရဲ့အဖြစ်ကဘာဖြစ်မလဲဆိုရင်ဒီမိုကရက်ရီပပ်ဘလစ်ကအောင်ရှာပေးရမယ်ဟုတ်ကဲ့နော်အဲ့ဒါဆိုဒီမိုကရက်ရီပပ်ဘလစ်ကဘယ်အချိန်မှာစပြီးတည်ထောင်ရတယ်သူတို့က1854 1854နဲ့1896မှာစာယူထောင်ရတာပေါ့နော်အဲ့ဆိုတော့ဘာဖြစ်နိုင်လဲဆိုတော့စဉ်းစားမယ် late 70ပဲเนาะ1900ပြည့်နှစ်များပေါ့နော်1900နှစ်လွန်ကာလများ1900နှစ်လွန်များဆိုတာ1900 1800အကြောင်းပြောတာပေါ့နော် early 80ဆိုတာ1800အစောပိုင်းကာလပေါ့နော်1800အစောပိုင်းကာလဆိုတာ 1850ကိုပြောတာပေါ့နော် mid to late 80s သူကအဲ့ဒါဘာပြောချင်လဲဆိုရင်1850နဲ့1900ကြားကာလပြောချင်တာပေါ့နော် early 90s သူကကျွန်တော်1900အစောပိုင်းကာလပြောချင်တာပေါ့နော်အဲ့ဆိုတော့ဘယ်ဟာအဖြစ်နိုင်ဆုံးအဖြစ်ဖြစ်မလဲကျတော့ဒီ1850လင်1896ဆိုတော့ဘယ်ဟာအဖြစ်နိုင်ဆုံးအဖြစ်ဖြစ်မလဲဒီပါဒီဒီဟိုတော့အဖြစ်မှဖြစ်မယ်โอเคလည်းကြည့်ကြည့်မယ်ပေါ့နော်အာ which statement is true ပေါ့နော်ဘယ် statement ကဘယ် ဘယ်ပေါ့နော်ဘယ်ပြောဆိုချက်ကမှန်တယ်လဲတဲ့ all us citizen were are separated uh, sorry are represented politically by one or the other of the two main political party ပေါ့နော်ဒီ us citizen အားလုံးဟာဆိုလို့ရှိရင်ပေါ့နော်ဒီ political party နှစ်ခုထဲကတစ်ခုမဟုတ်တစ်ခုနဲ့သူတို့ကတက်ဆိုင်နေတာဖြစ်ပါတယ်လေပြောချင်တာက democrat ဟုတ်ရင်ဟုတ် democrat မဟုတ်ရင် republican ပေါ့နော်အဲ့ဒါကမှန်တာပေါ့နော် members of different political parties in the united states rarely share any viewpoint on political issue ပေါ့နော် ဒီ political party တွေနိုင်ငံရေး party တွေရတယ်သူတို့အနေနဲ့ rally share ပေါ့နော်သူတို့ရဲ့သက်ဆိုင်တဲ့ကိစ္စတွေကိုတိတ်ပြီးတော့မျှဝေလေးမရှိပါဘူးတဲ့နော်အဲဒါဆိုတိတ်ပြီးမျှဝေလေးမရှိပါဘူးဆိုတဲ့ဟာအမှန်ဖြစ်နေတာပေါ့နော် a range of political belief existing among citizens of the united states အမေရိကန်နိုင်ငံသားတွေရဲ့ကြားထဲမှာဆိုရင်လည်းနိုင်ငံရေးယုံကြည်ချက်တွေအများအများရှိခဲ့တယ်ပေါ့နော်အဲဒါကခေမှန်ဖြစ်မလားပေါ့နော်အမေရိကန်နိုင်ငံသားတွေကနိုင်ငံရေးယုံကြည်ချက်တွေအများအများရှိနေခဲ့တာလားပေါ့နော် number of major political parties in the united states have varied widely over time ပေါ့နော် အမေရိကန်နိုင်ငံရဲ့အဓိကနိုင်ငံရေးပါတီတာဆိုလို့ရှိရင်ပေါ့နော်အချိန်နဲ့အမျှပြောင်းလဲနေတယ်တဲ့အချိန်နဲ့အမျှအမြဲတမ်းပြောင်းလဲနေတယ်လို့ပေါ့နော်ဖြေဆရာတို့ကအဲ့လေးခုတည်းကဘယ်ဟာအဖြေမှန်ဖြစ်မလဲဆိုစဉ်းစားပေးရမှာပေါ့နော်โอเคဒါဆိုဒီမှာဆရာတို့ကအရင်ဆုံးမှားတဲ့ဟာကိုပယ်လိုက်မယ်ဘယ်ဟာမှားတာလဲမှားတာရင်ရှာလိုက်မယ်ဒီပါအင်းဒီဘီမားတယ်ပေါ့နော်မမြဝေဥဆောင်ပါတကယ်တော့သူတို့ကအယူဆတူတဲ့အတွက် political party တွေဖြစ်တာပေါ့နော်ပြီးတော့ ဒီရဒီလဲမားတယ်ဘာလို့ဒီလဲမားတယ်ဘာကြောင့်မလဲဆိုလို့ရှိရင်သူကအချိန်နဲ့အမျှပြောင်းလဲနေတာဆိုတာဖြစ်နိုင်ပါတော့ဘာကြောင့်မလဲဆိုတော့ဆရာတို့ဒီမှာကြည့်လိုက်မယ်ဆိုရင်ပြောင်းလဲအပြောင်းလဲများတာက1900ကနေ1800ကျားပေါ့နော်အာ1တရာလောက်ပဲများတာပေါ့နော်1800ကနေအခုလက်ရှိအာ2000ပေါ့နော်ဒီဒီနေ့ခက်အထိပေါ့နော်2025အထိ1800 1900အာ1800 1900 2000 2100ပေါ့နော်ပြောမယ်ဆိုနှစ်ပေါင်း200လောက်ထိကမပြောင်းလဲဘူးပေါ့နော် ဘယ်နှစ်ပေါင်း100တောင်မပြည့်ဘူးလေဟုတ်တယ်မလား1984ရနေ1850ဆိုတော့ဘယ်နှစ်ဘယ်နှစ်ဆယ်လောက်ပဲရှိရလဲပေါ့နော်အဲ့လောက်လေးပဲပြောင်းတာအဲ့ဆိုဒီကာလာထဲမှာမပြောင်းဘူးဖြစ်တဲ့အတွက်ဆရာတို့အနေနဲ့ပြောင်းလဲမှုမရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့အတွက်ဒီကလည်းမှားနံပါတ်2လည်းမှားတယ်ပေါ့နော်โอเคနောက်တစ်ခုက A လည်းမှားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ပါတီတစ်ခုမဟုတ်တစ်ခုကိုပဲထောက်ခံတယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဘာကြောင့်မလဲဆိုတော့ဟိုသူ Republican Democrat ထောက်ခံတဲ့လူတွေပြင်ဘာတွေထောက်ခံတဲ့လူတွေရှိသေးလဲဆိုရင်ဒီမှာဆိုရင်သူက Liberian နဲ့ Green တို့ထောက်ခံတဲ့လူတွေရှိသေးတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာ နမ A လည်းမှားတယ်ဗောနော်အဖြစ်မှန်ဒီမှာမဖြစ်နိုင်လဲဆိုလို့ရှိရင်အဖြစ်မှန်က C ဖြစ်နိုင်တယ်ဗောနော်ဘာကြောင့်မလဲဆိုတော့တို့အနေနဲ့နိုင်ငံရေးအယူဆမတူကြဘူးဗောနော်အမေရိကန်နိုင်ငံသားတွေကတယောက်နဲ့တယောက်ဗောနော်ဒါကအဖြစ်မှန်ဖြစ်တယ်ဗောနော်โอเคရမလားရပါတယ်ဒါမှနောက်ဆုံးဟုတ်ပြီကျွန်တော်တစ်ခုဆက်သွားလိုက်မယ် The political party that has a majority in the House of Representatives or the Senate is called the majority party တဲ့ဒီနိုင်ငံရေးပါတီဗောနော် House of Representatives ထဲမှာ ရှိတဲ့နိုင်ငံရေးပါတီကို majority party လို့ခေါ်တယ်ပေါ့နော်အဲ majority party ဆိုတာဘာလဲဆိုလို့ရှိရင်အာဒီမဲနိုင်သွားတဲ့ပါတီပေါ့နော်လူများစုပေါ့ House of Representatives မှာလူများစုရှိတဲ့ပါတီပြောချင်တာ90ရာခိုင်နှုန်းကျော်ပေါ့နော်90ရာခိုင်နှုန်းကျော်ရှိတဲ့ပါတီကို majority party လို့ခေါ်တယ်တခြား party is called the minority party ကျန်တဲ့ပါတီကိုတော့ minority party လို့ခေါ်တယ်ပေါ့နော်တို့ကြောင့်အတိုက်ခံပါတီလို့ခေါ်တာပေါ့နော်ဆရာတို့မြန်မာစကားဆိုရင်တော့ majority party ကိုအနိုင်ရပါတီလို့ခေါ်ပြီးတော့ minority party ကိုအတိုက်ခံပါတီလို့ခေါ်တာပေါ့နော် အဲ့ဆိုအတိုက်ခံပါတီနဲ့အနိုင်ရပါတီဆိုပြီးရှိတယ်တဲ့ if the republican is a majority party leader in the senate တကယ်လို့ပေါ့နော် republican တယောက်ဟာတဲ့အနိုင်ရပါတီရဲ့ခေါင်းဆောင်ပေါ့နော် senate ရဲ့အနိုင်ရပါတီခေါင်းဆောင်ဆိုတဲ့စကားရှိရဆိုပါဆိုတော့နော် protestant indicate အဲ့ဒါကဘာပြောချင်တာလဲတဲ့နော် senate ရဲ့ခေါင်းဆောင်ကအနိုင်ရပါတီရဲ့ခေါင်းဆောင်ဖြစ်ပါတယ်အဲ့ဒါကဘာပြောချင်တာလဲပေါ့နော်အဲ့ဆို there are more republican than democrat in the senate ပေါ့နော် စီနိတ်ထဲမှာ Republican တွေက Democratic ပုံများတယ်လို့ပြောချင်တာလားဗောနော် There are more Republican than Democratic in the House of Representatives House of Representatives ထဲမှာ Democratic Democratic Republican ပုံများတယ်လို့ပြောချင်တာလားဗောနော် More Republicans than Democratic were elected to office in the last election ဗောနော်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဆိုရင် Republican နဲ့ Democratic ပို့ပြီးတော့ရွေးကောက်ခင်ခံရတာလားဗောနော်ပြီးခဲ့တဲ့ရွေးကောက်ပွဲဗောနော် Republican was most recently elected as president of the United States ရီပပလီကန်တယောက်ဟာဆိုရင်ပေါ့နော်အမေရိကန်နိုင်ငံရဲ့တမရအဖြစ်အနည်းဆက်ဆုံးရွေးချယ်ခံထားရလို့လားပေါ့နော်โอเคဒါဆိုဆရာတို့အနေနဲ့ဒီမှာအာဖြည့်မယ်ပေါ့နော်ဖြည့်အဲဆုံးမှားတဲ့ဟာကိုရင်ပြလိုက်မယ်ဘယ်ဟာတွေမှားလဲ B B မှားတယ်ဘာကြောင့်မလဲဆိုတော့ house representative တောင်ပြောနေမှာမဟုတ်အခုကတိနေတောင်ပြောနေတာအဲ့ဒီတော့ house representative ဘာလဲ B မှားတယ်ပေါ့နော်ပြီးတော့ဒီ ညဖြစ်နိုင်လေโอเคမကြည့်ကြည့်မယ်ပေါ့နော်နမ AI ဆက်စမ်းမယ် Republican နဲ့ Democratic ထဲစီးနေထဲမှာပုံများတယ်တဲ့အဲ့ဆိုပုံများတဲ့အတွက်ပဲ Majority Party Leader ဖြစ်တာဟုတ်တယ်မလားအဲ့ဆိုဒီကောင်ကမှန်နေထဲပါတယ်ပေါ့နော်ပြီးတော့ Republican နဲ့ Democratic တွေကိုတဲ့ Republican က Democratic မှာနော်ပြီးခဲ့တဲ့နောက်ဆုံးရွေးကောက်ပွဲမှာပို့ပြီးတော့ရွေးချယ်ခံရတယ်တဲ့ဒါလည်းဖြစ်နိုင်တာပဲဟုတ်တယ်မလားဘာကြောင့်လဲဆိုတော့အနိုင်ရပါတီကိုသူကနော်အဲ့ဆိုနောက်တစ်ခုကနံပါတ်2 Republican was most elected as president လေတမရရွေးတာပေါ့နော်အခုကတမရရွေးတဲ့အကြောင်းပြောနေတာမဟုတ်ဆရာတို့ကဒီတွတ်တော်မှရွေးတဲ့အကြောင်းပြောနေတာအဲ့ဒါနံပါတ်ကြီးရလဲမဖြစ်နိုင်ဘူးနော်အဲ့တော့ဆရာတို့အနေနဲ့အာဒီ A နဲ့ C နှစ်ခုနဲ့တစ်ခုရွေးပြရမှာနော်ဒါပေမဲ့အခုက C နဲ့အကြောင်းပြောတာဖြစ်တဲ့အတွက် C နဲ့မှာ Republican ပို့ရွေးတယ်ဆိုတဲ့ဟာပို့ပြီးတော့နှိစက်တဲ့အဖြစ်ဖြစ်တယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဆိုရင်ဘာလို့ပါမလဲဆိုရင် House Republican တွေကပါမှာအဲ့ဒါ C နဲ့အကြောင်းပြောနေတာဖြစ်တဲ့အတွက် C နဲ့အကြောင်းပြောတဲ့နံပါတ် A ကအဖြစ်မှာဖြစ်တယ်ပေါ့နော်โอเคရမလား ရပါပြီ။ဒီပြီးတော့ဆက်တော့ပဲဆက်သွားမလဲဆိုရင် electoral college အကြောင်းဆက်သွားလိုက်မယ်เนาะ။ Okay electoral college ကမကြာခဏဆိုသလိုအမေးများတယ်ဗောနော်ဒီ electoral college အကြောင်းကဗောနော် Okay ပြီးတော့ဆရာတို့အနေနဲ့ဒီအာအရင်တော့ထင်ခဲ့တဲ့ဗောနော်တချို့သောအကြောင်းအရာတွေကမှားနေတာဆိုတော့ဒီ electoral college အကြောင်းပြောရင်းနဲ့ပြောကြည့်အောင်เนาะ။ Okay, I'm saying despite the fact that millions of citizens vote for their favor candidate in this election, you know, the Hugo Poe တွေမှာတဲ့အာ အမေရိကန်နိုင်ငံသားတွေကပေါ့နော်တန်းနဲ့ချီပြီးတော့သူတို့ကြိုက်တဲ့သူတို့နှစ်တက်တဲ့ဒါပါတီကုသလေကိုမဲပေးကြတယ်ဒါပေမဲ့တဲ့ President is not elected directly by the people သမရကိုလူတွေကတိုင်းရယူချေတာမဟုတ်ပါဘူးတဲ့ပြောချင်တာကလူတွေအများကြီးမဲပေးတိုင်းလူတို့ရဲ့ထွက်ဝဲကြော်မဲပေးတိုင်းသမရဖြစ်တာမဟုတ်ဘူးတဲ့အမေရိကန်ရဲ့အာသွားတဲ့ပုံစံကပေါ့နော်ထွက်ဝဲကြော်ဆန္ဒမဲနဲ့မဲပေးရတော့ဟုတ်တယ်ဒါပေမဲ့ဒီအဲ့လိုမဲပေးတာမဟုတ်ပါဘူးတဲ့ အဲ့ဆိုတော့ဘယ်လိုလဲပေါ့နော် rather uh, rather the citizens elect members of the electoral college သူတို့ဘာဝယ်ယူချင်လဲဆိုရင် electoral college ကိုယ်ယူချင်တာပြောမယ်ဆိုရင်ပြည်နယ်တစ်ခုရဲ့ဟာဒီ electoral college ပေါ့နော်ပြည်နယ်တစ်ခုရဲ့ဒီအာကိုယ်စားလှယ်ဟောင်းတွေပဲသူကရွေးတာပေါ့နော်ပြည်နယ်တစ်ခုမှာပြိုင်နေပြိုင်လို့ဘယ်သူရဲ့နိုင်နိုင်အဲ့ဒီပြည်နယ်မှာရှိတဲ့ electoral college တစ်ခုလုံးကအဲ့ဒီအမှတ်ကိုမဲပေးရတာပေါ့နော်အဲ့လိုမှာ which is the formal body that actually elect the president တမရအောင်တကယ်ရွေးတဲ့အဖွဲ့ဖြစ်တာပေါ့နော်ဒီ electoral college က သူကဘာကိုပြန်ဘာကိုသူကအဓိကအာလှုပ်ချင်တာလဲဆိုတော့သူကဒီပညာတတ်တဲ့လူတွေကိုပဲသူကအာတမနာရွေးကောက်မှာပါစီချင်တာဗောနော်အဲ့ဆိုတမနာရွေးကောက်မှာတကယ်လို့ဟိုကမြောက်ကောက်6လူတွေကတမနာရွေးကောက်လို့ရှိရင်သူကပက်တခါတည်းဗောနော်ဒီပယ်လို့ရအောင်ဗောနော်သူကဒါ electoral college ကလှုပ်ထားတာဗောနော်အဲ့လိုအမ number elector for a state is equal to the number of senator and representative for that state in congress ဗောနော်ဒီ elector နဲ့ဒီ elector လို့ခေါ်တဲ့ဒီရွေးကောက်ခံနေဟာဆိုရင်ဘာနဲ့တူတူလဲဆိုရင် စီနေတဲ့ house ရဲ့လွတ်တော် အမှတ်ရေးတွေနဲ့တူတူပဲတဲ့ပြောချင်တာကဆရာတို့ကဥမာကယ်လီဖိုးနီးယားမှာဒီအလက်တာ56ယောက်ရှိရဆိုပါဆိုပေါ့နော်အဲ့ဆိုရင်တကယ်လို့ကယ်လီဖိုးနီးယားမှာဘသူရဲနိုင်နိုင်အဲ့ဒီ56ယောက်စလုံးရဲ့မဲကိုအဟွာရတာပေါ့နော်ဒီအဲ့ဒီမဲနိုင်သွားတဲ့ပါတီကရတာအဲ့လိုမျိုးသွားတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ this elector cast vote for the presidential candidate ပေါ့နော်ဒီရဲ့ရွေးချယ်တဲ့သူတွေကဒါတမရရွေးကောက်ပွဲကိုအဓိကဒါမဲပေးကြတာပေါ့နော်အဲ့မှာ in order to win the presidency a candidate must receive at least half of the electoral vote ဒီသမရတယောက်ဖြစ်ဖို့အတွက်ဆိုရင်ねဒီရွေးကောက်ခံတယောက်ဟာဆိုလို့ရှိရင်အ ਨੇ ဆုံးအရွေးကောက်ကွဲမဲရဲ့ထက်ဝက်ကျော်သွားရရမယ်ပေါ့နော်အဲ့လိုပြော generally ပြောချင်တာကတော့ the candidate who receive the majority of citizen vote within a state uh receive all of the electoral vote from that state ပေါ့နော်ပြောချင်တာကအဲ့ဒီပြည်နယ်မှာဒီအမတ်ကဒီအမတ်လောင်းကမဲနိုင်သွားတယ်ဆိုရင်အဲ့ဒီပြည်နယ်ရဲ့မဲအားလုံးကိုအဲ့ဒီအမတ်လောင်းကရရလို့ပြောတော့ပေါ့နော် အာဆောနာပြောသလိုပဲကယ်လီဖိုးနီးယား53ရောက်ရှိရဆိုလို့ရှိရင်ဘဒူပါပဲမဲနိုင်မဲနိုင်အဲ့53ရောက်ဆိုလုံးကအေးမဲနိုင်သွားတဲ့အမှတ်ကိုမဲပေးတာအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဥပမာ Texas မှာအာဒီအာ Texas မှာလူ36ရောက်ရှိရဆိုပါဆိုအမှတ်အမှတ်လုံး36ရောက်ရှိရဆိုပါဆိုဟုတ်ပြီနော်အဲ့တော့ Texas မှာဘဒူပဲမဲနိုင်မဲနိုင်အဲ့36ရောက်ဆိုလုံးကအဲ့တက်မှတ်ထားတဲ့ပါဒီလွတ်တော်အမှတ်ကိုတကယ်လောက်မဲပေးတာပေါ့နော်အဲ့လိုမျိုးဘယ်လောက်ပါဆင့်နဲ့မဲနိုင်တာဥပမာ51%နဲ့49%နဲ့ပဲဖြစ်ဖြစ်နော်ဒီ ရှိတဲ့မြတ်လူအကုန်လုံးပေါ့နော်ဒီ30ကျော်စလုံးကအဲ့ကြောက်ထွက်မှာမဲပေးကြမှာအဲ့လိုဖြစ်သွားတာပေါ့နော်အမ because of the way electoral college ကဒီ electoral college ကအလုပ်လုပ်ပုံကြောင့်မလို့တဲ့ a candidate who receive majority citizen vote nationwide ပေါ့နော်ဒီ nationwide လို့ခေါ်တဲ့တနိုင်ငံလုံးပေါ့နော်တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရဲ့အဓိကမဲကိုရရတဲ့သူမှာဆိုရင်လည်း may still fail to gain majority electoral vote ဒီ electoral vote မှာရှုံးနိုင်တယ်ပေါ့နော်သူကတနိုင်ငံလုံးရဲ့မဲမှာတော့သူကထက်ဝက်ကြော်ရအောင်ရလိမ့်မယ်ဒါပေမဲ့ electoral electoral college မှာကျွန်တော်သူကရှုံးသွားပြီးတော့ဗောနော် that lose the presidency တမန်တော်ယူကော်ပါမှာရှုံးနေနိုင်တယ်ဗောနော် okay ဒါတော့ဆရာတို့အနည်းဆက်ဆုံးဗာနဲ့ဥပမာပေးလို့ရလဲဆိုရင်ဒီတမန်တော် Donald Trump နဲ့ Hillary Clinton နဲ့ရဲ့မဲပြိုင်ပွဲကိုဆိုတော့မဲပေးလို့ပါတယ်လေးလာလို့ရတယ်ဗောနော် um ဗောနော်2016မှာတမန်တော်ယူကော်ဝဲဖြစ်တဲ့ဟာဗောနော်အဲ့ဒီမှာဆိုလို့ရှိရင်ဆရာတို့လေးလာလိုက်မယ်ဆိုရင်ဗောနော် ဒီ Hillary Clinton ကိုမဲပေးခဲ့တဲ့လူကအမေရိကန်လူထုရဲ့48%တောင်မှ200ခန်းတော့မဲပေးခဲ့တာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်658သိန်းက Hillary Clinton ကိုမဲပေးခဲ့တာဒါပေမဲ့ Donald Trump ကိုမဲပေးခဲ့တဲ့လူကဘယ်လောက်ပဲမဲပေးလဲဆိုလို့ရှိရင်46%နဲ့ပြောချင်တာကတော့629သိန်းကမဲပေးတာပြောမယ်ဆိုရင်658နဲ့629ဆိုတာဘယ်နှသိန်းလောက်กว่าမှာတန်လဲသိန်း30လောက်กว่าတယ်ပေါ့နော်သိန်း30လောက်ကဒီ Hillary Clinton ကိုမဲပေးခဲ့ကြတာ ဒါပေမဲ့ hello calendar ကတမန်းမဖြစ်တော့မဲရှုံသွားတယ်။ဘာကြောင့်မို့လဲဆိုတော့ electoral college ရဲ့အလုပ်လုပ်ကြမှုကြောင့်မို့နော်။ electoral college မှာကျတော့ hello donald trump ကမဲ300ကျော်ရပြီးတော့ hello calendar က200ကျော်ပဲရတယ်ပေါ့နော်။အဲဒီ electoral college အလုပ်လုပ်ပုံကြောင့်မို့လို့ပေါ့နော်။ Okay ။အဲဆိုတော့လွယ်လွယ်ပြောရမယ်ဆိုရင်ဘယ်လိုပုံစံမျိုးလဲဆိုတော့ तू ကအာ hello calendar ကတော့တချို့ပြည်နယ်တွေမှာအပြတ်တက်နိုင်တယ်ပေါ့နော်။ပြောမယ်ဆိုရင်ဆရာတို့ဒီအာဥမာဒီမှာကြည့်မယ်ပေါ့နော်။ဒီ new york ကြည့်မယ်ပေါ့နော်။ new york မှာဆိုလို့ရှိရင် hello calendar အပြတ်တက်နိုင်တယ် तू က 59ဒရမ3800ခံရနိုင်တယ်ဒေါ်နယ်ထရန့်ကတော့သူက26ဒရမ9900နဲ့ပဲ36ဒရမ9900ပဲရတယ်အဲ့ဆိုသူကအဲ့ဒေတာမှာရှိရမဲ29ခွဲမဲလုံးကိုသူကရတယ်ပေါ့နော်ဒါကအပြတ်တက်နိုင်တာပေါ့နော်ဟယ်လိုက်နာအပြတ်တက်နိုင်တယ်ဒါပေမဲ့တချို့ပြည်နယ်တွေမှာကြာသူက20ဒီ20ပေါ့နော်ဒီမှာအဲ sorry 20 29ချင်တူတူပေါ့နော်ဒီမှာသူကဒီမှာ29မဲရတဲ့အချိန်မှာသူက59ဒရမ3800နဲ့သူကနိုင်ထားလား ဒါပေမဲ့သူ29မှတ်ပြန်ပေးလိုက်ရတယ်ပေါ့ဥမာ Florida ကိုကြည့်မယ် Florida ဆိုလို့ရှိရင် President Donald Trump နိုင်သွားတာပေါ့နော်ဒါပေမဲ့ Florida မှာကျသူ့ကိုမဲပေးတဲ့လူက46တန်းမှာ3ညနဲ့ပဲဟို Hillary Clinton ကိုမဲပေးတဲ့လူက48တန်းမှာ8နဲ့ပဲရှိရအဲ့ဆိုတော့ तू ကပြောမယ်ဆိုရင်ဒီမှာဆိုဒီမှာဆိုရင်46သိန်းပေါ့နော်ဒီမှာဆိုရင်တော့45သိန်းပြောမယ်ဆိုရင်လူတသိန်းလောက်က Donald Trump ကိုမဲပေးလိုက်တာတသိန်းလေးกว่าသွားပေမဲ့29မဲဆလုံးကဘာလို့ကြောက်သွားလဲဆိုရင် Donald Trump ကြောက်သွားတာအဲ့လိုမျိုးပေါ့နော်အဲ့ဆိုတော့အဲ့လိုမျိုးပြည်နယ်ပေါ့နော်ဒီ အာမဲပတိပတ်တဲ့အနိုင်ရတဲ့ပြည်နယ်တွေများတဲ့ခါကျတော့ Donald Trump က electoral vote ပေါင်း304လောက်ရသွားပြီးတော့သူကတမနာဖြစ်သွားတာအဲ့လိုမျိုးပေါ့နော်တနိုင်ငံလုံးနဲ့ရှင်လိုက်မယ်ဆိုရင် Hillary Clinton ကလူဦးရေပုံများတော့မဲပေးကြတယ်ဒါပေမဲ့ဘယ်မဲတကယ်နိုင်သွားတာကတော့ Donald Trump အမင်းနိုင်သွားတယ်ပေါ့နော်ဒါကဘာကြောင့်မို့လဲဆိုရင် electoral college ရဲ့အလုပ်လုပ်တဲ့ပုံစံဖြစ်တယ်ပေါ့နော် Okay ကဲဒါဆိုတော့ electoral college အကြောင်းနားလည်မလားမသိနော် Okay ဟုတ်ပါတယ် โอเคနောက်တစ်ခုကဆရာတို့ပေါ့နော်ဒီ electoral college နဲ့ပတ်သက်ပြီးတော့ဘယ်ဟာအမေးများလဲဆရာအခု Donald Trump နဲ့ Hillary Clinton အမေးများတယ်ပြီးတော့ဘာအမေးများလဲဆိုရင်ဒီဟာပေါ့နော်အာဒီ George W Bush နဲ့ John Ken John Kerry ပေါ့နော်သူရဲ့ကိစ္စလည်းအမေးများတယ်ပေါ့နော် sorry ဒီဟာပထမအချိန်ဒီကပထမအချိန်မထောက်ခုနဲ့ပေါ့နော်ဒီ George W Bush နဲ့ John AI Joe ပေါ့နော် AI Joe ရဲ့အာဟာလည်းအမေးများတယ်ဘာကြောင့်လဲဆိုတော့အဲ့တုန်းကလည်းအဲ့လိုပဲဖြစ်ခဲ့တာပေါ့နော် AI Joe ကိုတော့မဲပေးတဲ့လူက 48တရမ၄ရက်ခိုင်နော် question ကလူပေါင်းအာ9ရကိုသိန်းပေါ့နော်မဲပေးတာဒါပေမဲ့48တရမ၄ပေါ့နော်ဒါပေမဲ့ job job w boost ကိုမဲပေးတဲ့လူက48တရမကိုပဲမဲပေးတာပြောမယ်ဆိုရင် popular vote မှာဘယ်သူကနိုင်လဲဆိုရင် AI ဂျိုးကပုံများတယ်ဒါပေမဲ့မဲတကယ်နိုင်သွားတာတော့ job w boost ကမဲနိုင်သွားတာပေါ့နော်အဲ့လိုဒီကိစ္စလည်းပြောရတယ်ပေါ့နော်အဲ့ဆိုဆယ်လုံးနေဒီ electoral college နဲ့ပတ်သက်ပြီးမေးမယ်ဆိုလို့ရှိရင်ဒီ2000ခုနှစ် presidential election ရဲ့ အခုဆောနာဆရာပြောတယ်ပေါ့နော်ဒီအာဗာလဲ2016 election အဲ့နှစ်ကအမင်းများတယ်ပေါ့နော်အာဖြစ်နိုင်ဆုံးကတော့2016 election ကတော့ဖြစ်နိုင်ဆုံးအမင်းများဖို့ဖြစ်နိုင်ဆုံးပေါ့နော်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့အာမှာလဲဒီကောင်မဲမေးတာဆိုလေနော်အဲ့လိုမျိုးပေါ့နော် तू ကကျတော့ဒီတိုင်းရိုက်ကြီးအချက်လက်ကိုချပေးရတာမဟုတ်ဘူး तू ကဆက်ဆက်တဲ့စာပိုက်တွေဆက်ဆက်တဲ့အချက်လက်တွေ तू ကပေးတတ်တယ်ပေးပြီးတော့ဆရာတို့အဲ့ဒီကမှလည်းဒီအခု electoral college ပတ်သက်တဲ့ question တော့မေးတာပေါ့နော်အဲ့လိုမျိုး Okay ဒါဆိုတော့ ဒါနားလိုက်မယ်ရှင်နော်ရမလားဟဲ့ဘာဘေးဟုတ်ပြီโอเคဒါဆိုတော့ဒီမှာအောက်ကမြေပုံကဘာနဲ့ဘာနဲ့ပြိုင်ထားတဲ့အကြောင်းပြောထားလဲဆိုတော့2012ခုနှစ်သမရဥဘာမားနဲ့မက်ရိုမနီရိုရဲ့ဒီပြိုင်ပွဲအကြောင်းပေါ့နော်အဲ့ဒါကိုဆရာတို့မှာမြေပုံပြထားတယ်အဲ့ဒါဆရာတို့အနေနဲ့ဒီမြေပုံကိုကြည့်ပြီးတော့ဒီအောက်က question တွေကိုဖျက်ရမှာပေါ့နော်အဲ့ဒါကတော့ဆရာတို့ exam လုပ်ခက်လိုက်ပေါ့နော် ကဲဒါဆိုတော့ဆက်လို့ဒီမှာဘယ်ဘယ်ဆက်သွားမလဲဆိုရင် contemporary policy ကိုဆက်သွားလိုက်မယ်ပေါ့နော်ကဲ contemporary policy ဆိုတာက contemporary policy ပြီးရင်တော့ chapter 1ပြီးသွားပြီပေါ့နော်โอเคအဲဆက်လို့တလားတော့တလားတော့ကြာတယ်နော်ဟုတ်တယ်နော်တလားတော့တော့ကြာတယ်နော် chapter 2ပြီးပြီးကွာโอเคအဲဆိုတော့နောက်နောက်တစ်ချိန်ကြာမှဆက်လို့ဆက်သွားတာပေါ့နော်โอเคကဲဆိုတော့ဒီမှာဆက်လို့ contemporary policy ပြီးရင်တော့ဆက်နှားပေးမယ်ပေါ့နော်အဲဒီကကြည့်ကြည့်ရအောင်အာ contemporary policy public policy ဆိုတာဘာလဲပေါ့နော် အဲ့ဆိုတော့အာသူက public policy ဆိုတာက လူထုရဲ့အာ policy ပေါ့နော် လူထုရဲ့မူဝါဒလို့ခေါ်တာလူထုမူဝါဒဆိုတာက လူထုကဘယ်ကိစ္စကိုသဘောကျနေလဲလူထုကြိုက်တဲ့မူဝါဒတိုင်းလိုက်လို့တာအဲ့ဒါကို contemporary public policy လို့ခေါ်တယ်ဟုတ်ပြီနော်ဒီအဲ့ဆို public policy ဆိုတာကဘာလဲဆိုရင် is forever cause of action a government adopts regarding a given issue ပေါ့နော် public policy လူထုမူဝါဒဆိုတာကဘာလဲဆိုရင်အစိုးရတရအနေနဲ့ပေးထားတဲ့ကိစ္စပေါ်မှာလူထုကဘယ်လိုမြင်တယ်လဲ ဲ့ဒီမြင်တဲ့ပေါ်အခြေခံပြီးတော့လှုပ်ဆောင်ရတာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် public policy လို့ခေါ်တယ်ဟုတ်နော်လူထုကဒီ LGBT ခွင့်ရေးတွေကိုပေးတာကြိုက်နေတယ်ဆိုရင် LGBT ခွင့်ရေးပေးတာမျိုးပေါ့နော်လူထုကလူမဲတွေကိုမဲပေးတာကိုသဘောကျတယ်ဆိုရင်လူမဲတွေမဲပေးခွင့်ပေးတာမျိုးပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ public policy လို့ခေါ်တယ်ပေါ့နော်တိတာထင်ရှားတဲ့ဥပမာတွေပြောရမယ်ဆိုရင်တော့ဒီဗီယက်နမ်စစ်ပွဲပေါ့နော်ဗီယက်နမ်စစ်ပွဲဆိုရင်တော့အမေရိကန်ကဒါနောက်ဆုံးပြလိုက်တယ်ပေါ့နော်သူကဒီစစ်နိုင်လားနိုင်လဲမနိုင်ရှုံးလဲမရှုံးပေါ့နော်အဲ့လိုအခြေအနေမှာဗီယက်နမ်ကအာအမေရိကန်ကနောက်ဆုံးလိုက်တဲ့ဟာကြတော့ ဟွာနိုင်သွားတယ်ပေါ့နော်အာဒီတောင်တောင်ပင်ရံရှုံးကြောင်မြောက်ပင်နဲ့နိုင်သွားတယ်ပေါ့နော်အာနောက်တစ်ခုဥပမာပြောရမယ်ဆိုရင်ဒီအာဖဂန်နစ္စတန်ပေါ့နော်အာဖဂန်နစ္စတန်မှာလည်းသူကတာလီဘန်အစိုးရရှိတယ်အာတာလီဘန်အစိုးရအစ္စလာမ်ဥပဒေနဲ့အုပ်ချုပ်လာဖြစ်တဲ့အတွက်သူကအဲ့ဒါကိုဒီမကြိုက်ဘူးပေါ့နော်အမေရိကန်တွေအဲ့အတွက်သွားပြီးတော့တိမ့်တယ်တိမ့်ပြီးတဲ့ခါကျတော့အမှသူတို့ရဲ့အလိုကြပေါ့နော်ဒီဒီမိုကရေစီအစိုးရတန်တယ်ဒါပေမဲ့အဲ့ဒီမိုကရေစီအစိုးရအကျင့်ပြချစားတဲ့အစိုးရဖြစ်တာပေါ့နော်အဲ့ဆို အမေရိကန်တွေကဒါပြန်ပြီးတော့တက်ဆုပ်ဖို့ပေါ့နော်ငါတို့ကငါတို့ငါတို့ရဲ့စစ်သားတွေကဘာကြောင့်မလို့အာဖဂန်နစ္စတန်နိုင်ငံသားတွေကိုကာကွယ်ပေးရမှာလဲဆိုတဲ့ပုံစံမျိုးလုပ်ကြတယ်အဲ့ဒါဆိုအာဖဂန်နစ္စတန်တက်ဆုပ်ခဲ့တာပေါ့နော်အဲ့လိုမျိုးအဲ့မှာတက်ဆုပ်ပြီးနောက်ပိုင်းမှာဒီတို့ရဲ့အစိုးရပြုတ်ကျသွားပြီးတော့တာဝန်ခံမယ်အစိုးရပဲဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့တို့ရဲ့ဒီ public policy ကအာဒီလူထုကပေါ့နော်ဘယ်ကိစ္စကိုကြိုက်လဲလူထုကြိုက်တဲ့ပုံစံမျိုးလုပ်ရတာမျိုးပေါ့နော်အဲ့အဲ့မှာ this action may include passing laws ဒီကိစ္စတွေမှာဗားတွေပါလဲဆိုတော့ passing law ပေါ့နော်ဥပဒေထုတ်တာတွေပါတယ် enforcing rules or regulation ပြီးတော့ဥပဒေပေါ့နော်ဒီ rules or regulation ဆိုတာကအာစီမံစည်းကမ်းတွေပေါ့နော်စီမံစည်းကမ်းတွေကိုအတည်ပြုတာတွေပါတယ် and improving fundings or other resources ပြီးတော့တခြားသောအာရင်းမြစ်တွေပေါ့နော်အဲ့ဒါတွေကိုထောက်ပံ့ပေးတာတွေပါတယ်ပေါ့နော် most of the public policies of the united states are implemented through the executive branch of the government ဒီအမေရိကန်နိုင်ငံရဲ့ဒီလူထု ဒီလူထုကနှစ်သက်တဲ့လူထုရဲ့ policy တော်တော်များပါတော့အာ executive branch လို့ခေါ်တဲ့အုပ်ချုပ်ရေးအဖွဲ့ရပဲဦးစီးဦးဆောင်ပြီးပြုလုပ်တာဖြစ်တယ်ပေါ့နော်အဲ one deciding upon a public policy ဒီလူထုရဲ့ policy တစ်ခုကိုသူကဆုံးဖြတ်မယ်ဆိုရင်လည်း it must be determined who will benefit from the policy and who will be responsible from the cost ပေါ့နော်သူကဒီ policy တစ်ခုကိုအဆုံးဖြတ်မယ်ဆိုရင်ဘယ်သူကဒီ policy ကနေကောင်းကျိုးရမလဲဘယ်သူကဒီ policy ကနေစိုးကျခံရမလဲပေါ့နော်ဒါတွေကအာဒီ သူတို့ရဲ့ public policy ဆုံးဖြတ်ချက်မှာအရေးကြီးတယ်ပေါ့နော်ပြောမယ်ဆိုတော့ဗီယက်နမ်နိုင်ငံနေအာတက်ဆုံမယ်ဆိုရင်ဘယ်သူကကောင်းကျိုးရလဲအမေရိကန်နိုင်ငံသားတွေကကောင်းကျိုးရတယ်အဲ့တော့ကောင်းတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွားတာပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုတော့ section နဲ့အထက်ကို section နဲ့အထက်မှ section နဲ့အထက်တွေအကုန်လုံးမဲပေးခွင့်ရှိတယ်ဆိုတာဆိုအဲ့ဒီအယူအဆဆိုတော့အတက်သွင်းမယ်ဆိုတာဆိုနောက်ဆက်ဘယ်သူတွေကကောင်းကျိုးရမှာလဲဆိုရင်လူလန်ကကောင်းကျိုးရမှာပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုရင်ဒီ section နဲ့အထက်မဲပေးခွင့်ကလည်းသူကအမေရိကန်ကစစ်သားစုဆောင်းတုန်းကတော့ section နဲ့ out တွေရော sorry ဒီအတက် သူကမဲပေးခွင့်အသက်20မှာရမှာစစ်သားဖြစ်ခွင့်က16နှစ်မှာရတာဗောအဲဆိုတော့အစစ်သားကိုကျ16နှစ်မှာစစ်တိုက်ခိုင်းပြီးတော့အသက်20ကျော်မှာမဲပေးရမယ်ဆိုမဟုတ်သေးဘူးဆိုတော့ပြောတဲ့ခါကျတော့သူတို့ဒီ16နှစ်ကလေးစားမဲပေးခွင့်ပေးလိုက်တာဗောနော်အဲ့လိုပုံစံမျိုးအဲဆိုတော့ဒီဟာတွေကဘာလဲဆိုရင်သူတို့ဒီဘသူကဒီ policy ကနေကောင်းကျိုးခံစားရမှာလဲဘသူကဒီ policy ကနေအာပေးဆပ်ရမှာလဲဗောဒါတွေအကုန်လုံးကသူတို့ဆုံးဖြတ်တာဗောနော်အဲမှာဆိုရင် public policy မှာပါတယ် criminal justice လို့ခေါ်တဲ့ဒီ အာရာဇဝတ်မှုတွေပေါ့နော်ရာဇဝတ်မှုပြောမယ်ဆိုတော့ဒီဘယ်အမှုတွေကိုထောင်ထံဘယ်လောက်ချမလဲပေါ့နော်အဲ့ဒါတွေကဆက်သူတို့ဆုံးဖြတ်တယ်အာပြီးတော့ culture and society ပြီးတော့ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းတွေပေါ့နော်အဲ့ဒါတွေလည်းသူတို့ပဲဆုံးဖြတ်တယ် economic affairs လို့ခေါ်တဲ့ဒီစီးပွားရေးကိစ္စတွေပေါ့နော်အဲ့ဒါတွေလည်းသူတို့ဆုံးဖြတ်တယ် education ပညာရေး environment အာဒီပတ်ဝန်းကျင်ပေါ့နော်အဲ့ government operation အစိုးရရဲ့လုပ်ဆောင်ချက်တွေ health ကျန်းမာရေး social welfare ဒီလူမှုဖူလုံရေးကိစ္စတွေ and foreign affairs ပေါ့နော်နိုင်ငံခြားရေးပေါ့နော်ပြောမယ်ဆိုတော့တရုတ်နဲ့ဘယ်လိုဆက်ဆံမှာလဲပေါ့နော်အဲ့ဒါတွေ and national security ပြီးတော့နိုင်ငံရဲ့လုံခြုံရေးပေါ့နော်အဲ့ဒါလေအကုန်လုံးကအာဘယ်သူကဆုံးဖြတ်တာလဲဆိုရင် public policy ကဆုံးဖြတ်တာဖြစ်တယ်ပေါ့နော် okay အဲဘယ်လိုဖြစ်တာလဲဟုတ်ပြီနော် okay ကဲအဲ့ဆိုတော့အမ် public policy ကိုနားလည်မလားမလား public policy လို့လည်းပြောမယ်ဆိုရင်တော့လူထုကဒီကိစ္စကို ဘယ်လိုလုပ်ရတာကြိုက်တယ်လဲပေါ့နော်အဲ့ဒါကိုအဲ့ဒီအပေါ်မူတည်တာပေါ့နော် public policy ဆိုတာရမလားဟုတ်ရမှာပါမယ်ဆရာဟုတ်ကဲ့ဒီနောက်တစ်ခုကတော့ interest group ပေါ့နော်အ public policy ကိုဘယ်သူကအဓိကကြိုးကန်လဲဆိုတော့နောက်ကကြိုးကန်လာက interest group တွေကြိုးကန်တာပြောမယ်ဆိုရင်အစောပိုင်းမှာဒီ policy ကလူကြိုက်များချင်မှများလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းမှာလူကြိုက်များလာတယ်ဘာကြောင့်မလဲဆိုတော့ interest group တွေကြောင့်ပေါ့များလာတာမျိုးရှိတယ်ပေါ့နော်ပြောမယ်ဆိုရင်အစောပိုင်းမှာဒီ african ကနေစစ်တပ်ကသူတို့ american စစ်တပ်ကဆုတ်ခွာဖို့ကို ဒါလူတိုင်းကလူတိုင်းကဒါဟိုထောက်ခံပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ထောက်ခံသွားတယ်ဘာကြောင့်မလဲဆိုတော့ဒီ interest group တွေအနေနဲ့တာနာပြရတယ်ဗါရှိလို့ပေါ့နော်ဒီ interest group ဆိုတာဘာလဲဆိုရင်သူကအာဒီလူတွေကိုပေါ့နော်ဒီကိစ္စကကောင်းတယ်ဒီကိစ္စကမကောင်းဘူးပေါ့နော်အဲ့လိုမျိုးပညာပေးတဲ့အဖွဲ့ပေါ့နော်အဲ့ဒါကို interest group လို့ခေါ်တယ် interest group are people who who share a common interest or common concern မှာသူတို့မှာအာသူတို့ရဲ့ပေါ့နော်ကိစ္စဝိစ္စတွေသူတို့ရဲ့ဒီအာပေါ့နော်ဒီသူတို့ရဲ့ပေါ့နော်ဒီ ဟိုဆိုရှိရပါတော့ common interest တော့ common concern ဆိုရှိရပါတော့ and who came together to influence the government to adopt a certain policy or to make decision that supports their cause ပေါ့နော်သူတို့အနေနဲ့ဒါအ policy ကိုလုပ်မယ် policy ကိုလုပ်တဲ့အချိန်မှာဘယ်သူကဒီ policy ကိုထောက်ခံမှာလဲဘယ်သူကဒီ policy ကိုကန့်ကွက်မှာလဲပေါ့နော်ဒီကိစ္စတွေအကုန်လုံးကသူတို့ကပဲအဲလုပ်ကြတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ the goals of this group may benefit the members of a group parasociety or public in general ပေါ့နော်သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်သူတို့ထောက်ခံတဲ့ အယူအဆရှိတယ်။အဲထောက်ခံတဲ့အယူအဆကိုလူထုအနေနဲ့သိသွားဖို့ပေါ့နော်။သူတို့ကလောက်ကြတာ။ဒါသူတို့ရဲ့အယူအဆဖြစ်တယ်။ပြောမယ်ဆိုဆရာတို့ဆန္ဒပြပွဲတော်တော်များများမှာဆိုလို့ရှိရင်ဆရာတို့လေမိုက်ကြီးကင်ပြောလေအရှက်တရားဟောရလူရှိရလေဟုတ်တယ်မလား။ဒါပေမဲ့ဆရာတို့ online နဲ့ပေါ့နော် online လူတွေရှိရတယ်။အဲလူတွေကဘယ်လိုလဲဆိုတော့ interest group တွေဖြစ်တယ်ပေါ့နော်။များသောအားဖြင့်တော့ဒီဆန္ဒပြအခွင့်ခေါင်းဆောင်တို့ပြီးတော့ဒီလက်ကမ်းဆောင်တို့ဘာလို့ဝေးတဲ့လူတွေလို့ပြီးတော့တပိတ်မောက်တဲ့လူတွေလို့ဒါတွေဟာဆိုလို့ရှိရင် interest group တွေဖြစ်တာများတယ်ပေါ့နော်။အာဒီအဲ့လိုမျိုးလောက်ကြတာပေါ့နော်။အဲ့ဆိုတော့ interest group တွေကသူက trying to influence public policy by providing information and education on an issue သူတို့ကဆိုလို့ရှိရင်ဒီလူထုကိုသတင်းအချက်အလက်ပေးတာမျိုးပညာရေးပညာပေးတာမျိုးပေါ့နော်အဲ့လိုမျိုးသူကလုပ်ပြီးတော့သူတို့ရဲ့အကြောင်းအရာတွေလူသိအောင်လုပ်ကြတယ်အာအမနောဘယ်လိုလုပ်ကြလဲဆိုလို့ရှိရင် by advocating for the issue and public speech of the media သူတို့ကလူထုကြားထဲမှာ speech နင်ခွန်ပြောတာမျိုးတွေလုပ်တယ် media သတင်းအချက်အလက်ပေါ့နော်သတင်း media တွေတစ်စက်ပေါ့နော်ပြောမယ်ဆိုတော့ magazine တို့သတင်းစာတို့ဂျာနယ်တို့ပေါ့နော် အဲ့ဒါလည်းပြောရလဲဖြစ်နိုင်တယ်။ Oh by organizing campaign to influence lawmaker အဲ့သူကလွတ်တော်အမတ်တွေကိုဖိအားပေးတာမျိုးပေါ့နော်အဲ့လိုမလုပ်ချင်ရဖြစ်လဲသူကလုပ်ကြတယ် all supports တွေက court ပေါ့နော်သူတို့ရဲ့ဒီကိစ္စကိုအဲလူတို့ထောက်ခံလာအောင်ပေါ့နော်အဲ့လိုမလုပ်ကြတယ် because democracy is the government by the people democracy ဆိုတာကတဲ့ဒီဒီလူထုကပေါ့နော်အုပ်ချုပ်တဲ့အစိုးရတရားဖြစ်တယ်အဲ့တွဲ interest group have an important influence on shaping of their public policy ပေါ့နော်ဒီလူထုရဲ့ interest group တွေဆိုလို့ရှိရင်အာ public policy ပေါ့နော်ဒီ အာလူထရေး public policy ကိုအာပုံရှိပ်ပြီးလုပ်တဲ့နေရာမှာပေါ့နော်သူကဗာလဲဆိုလို့ရှိရင်အာအရေးကြီးတဲ့ခံခံနေတဲ့ပတ်ဝန်းကျင်ပေါ့နော်ပြောမယ်ဆိုရင် public ဒီလူထရေး policy ဆိုတာကလူထုကဗာနှက်တက်လဲဆိုတာပေါ့နော်ဒီလူထုနှက်တက်တဲ့အရာကိုအမေရိကန်နိုင်ငံအစိုးရလုပ်ပေးရတယ်အဲ့တော့လူထုနှက်တက်တဲ့အရာကဗာလဲဘယ်လိုဘယ်ဟာကဘယ်လိုဖြစ်တဲ့လဲဆိုတာကတော့ဘယ်သူကနှုတ်ဆော်ပေးလဲဆိုရင် interest group တွေကလှုပ်ဆော်ပေးတယ်ပေါ့နော်အဲ့လို interest group တွေကဗာလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ဒီအဲဗလဲဒီအာ လေးသူငယ်အခွင့်ရေးလိုမျိုးပေါ့နော်အဲ့လိုမျိုးကလေးသူငယ်အခွင့်ရေးလိုမျိုးတွေဆိုလို့ရှိရင်လူထုကတိတ်မသိသေးဘူးဆိုတော့ဒါဆိုင်ဆိုလူထုသိအောင်လူကြမ်းရမှာတော့တရားဟောတာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ပေးတဲ့လူတွေကိုဘာလို့ခေါ်လဲဆို interest group လို့ခေါ်တယ်ပေါ့နော် okay ကြည့်ဒါဆိုင် interest group တွေအကြောင်းလည်းရမလားမသိနော်ပြပါဘူးချေဟုတ်ပြီ ကဲဆိုတော့ဒီမှာ contemporary public policy exercise ကဆိုတော့ anxiety ကောင်းမှာပေါ့နော်။ Okay ။ဒါကြောင့် anxiety တအားများမှာပေါ့နော်။ဟုတ်ကဲ့လား။ practice question လဲဆိုတော့အိမ်မှာပြန်ကြည့်ခဲ့မှာပေါ့နော်။အဲဆိုတော့ anxiety ကဒီဟာရှိမယ်။အာဒီဟာရှိမယ်။ပြီးတော့အာဒီဟာရှိမယ်ပေါ့နော်။ political campaign ရှိမယ်ပေါ့နော်။ဟုတ်ပြီနော်။ပြီးတော့ဆရာတို့အခုဒီဘာလဲဒီမှာ form